မြင့်ကြံသားတွေဥဆောင်နေဆိုပေမဲ့အဲကျွန်တော်တို့ကဘာလို့ဘယ်လိုပြောရမလဲမြင့်ကြံမှာအဓိကစီးရီးပြမှတ်ကိုမြင့်ကြံတစ်ခုထဲမှာလောရမယ်လို့ဒီအဓိကရွေချက်မရှိဘူးကျွန်တော်တို့ရဲ့အဲတက်ဖွဲ့စည်းပုံမူဝါဒကိုကကျွန်တော်တို့ဒီတနိုင်ငံတော့ဆစ်အာနာရှင်ပေါ့နော်ဆစ်အာနာရှင်ကိုနံပါတ်1ဥစားပေးနေနေပေါ့နော်မိတိနေရာကိုမဆိုကျွန်တော်တို့အလင်းတင်တင်တယ်လို့ကျွန်တော်တို့အဲမဟာမိတ်တင်နေတော့လကောင်းအဲညီနောင်မဟာမိတ်တင်နေတော့လကောင်းပေါ့နော်တိုင်းသာဤရောင်နေတော့လကောင်းအဲပေါ့နော်တက်ဖြန့်ပြီးရရတော့ကျွန်တော်တို့တိုက်ခိုက်သွားမှာဖြစ်တယ် တော့ဒါတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာတာဝန်ထမ်းဆောင်မဲ့ဒီမြောက်ကိုရီးယားတမ်ပကြီးရဲ့ကိုရီးအချင်းအချက်လက်အချို့ပါအဲ့တော့မြန်မာနယ်မြောက်ကိုရီးယားကကျွန်တော်တန်တမဆက်ဆက်ရင်က1985ခုနှစ်မှာစတင်ခဲ့ပါတယ်1989ခုနှစ်မှာစတင်ခဲ့တာကကျွန်တော်1985ခုနှစ်မှာစတင်ခဲ့တယ်89ခုနှစ်မှာ2019ခုနှစ် NLD အစိုးရလက်ထက်မှာတော့ဒီကုလလုံခြုံရေးကောင်စီရဲ့အရေးမှုနဲ့ပတ်သက်ပြီးတော့ဒီမြန်မာနိုင်ငံမှာရှိတဲ့ဒီကိုရီးမြောက်ကိုရီးယားတမ်ပကိုတမ်ပကို NLD အစိုးရကနေပြီးတော့ဒီ နှင်ထုတ်လိုက်တဲ့အခြေအနေတွေရှိခဲ့ပါတယ်။အဲ့ဒီမှာတော့ကျွန်တော်တို့ဒီမြန်မာနဲ့ဒီမြောက်ကိုရီးယားရဲ့နိုင်ငံတကာတန်တမာဆက်ဆံရေးကပြန်ပြီးတော့ဆိုးရွားတဲ့အခြေအနေကိုပြန်ဟောခဲ့ပါတယ်။ ဒေါ်လာမျိုးတွေအားလုံးပဲငလင်ဘေးနဲ့မေဘေးတောင်မှအများဆုံးကင်းဝေးရပါသေးလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ Gojet Revolution Region Channel လေးရဲ့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ Video Review Region မှာတော့ပြင်ကမှာတော့ယနေ့ဇွန်လ23ရက်နေ့တနင်္လာနေ့ရဲ့မန္တလေးထီနောက်ဆုံးရရှိတဲ့သတင်းချုပ်ကိုအချင်းချုပ်ဖော်ပြပေးဆောင်ဖြစ်တဲ့အတွက်ဒေါ်လာမျိုးတွေအားလုံးပဲအဆုံးထိတည်ရှိပေးဖို့ဒီနေရာကမျိုးထပ်မံတောင်းဆိုလိုက်ပါရစေ။ပထမဆုံးဒီနေ့ကတော့စစ်ကောင်းဆောင်တွေက၎င်းတို့ရဲ့ကိုကျူးစီပေါ်အတွက်နိုင်ငံတော်အာဏာကိုအတင်းတမှအတရားသဖြင့်သိမ်းပိုက်ထားဒီမှာဒီနေ့မှဆိုရင်တော့1604ရက်ရှိပြီဖြစ်ပါရစေ။မနက်ငယ်တုန်းကစစ်ကောင်စီကတရက်တာတွင်တေဆုံးမှုစီးမှာတော့စကိုင်းတိုင်းချောင်းမြို့မှာနှစ်ကောင်နင်းသားရဲတဲ့နင်းသားမြို့နယ်မှာ နှစ်ဦးလင်းဝင်ရောက်ခဲ့ပြီးပဲခူးတိုင်းကျိုးပင်ကောက်မြို့နယ်မှာတကောင်းပဲခူးတိုင်းမင်းလာမြို့နယ်မှာတကောင်းပဲခူးတိုင်းဖြူးမြို့နယ်မှာတဦးလင်းဝင်ရောက်ခဲ့ပြီးမန္တလေးတိုင်းမလန်မြို့နယ်မှာတော့တဦးကိုရှင်ပြီးခဲ့ကြောင်းသိရှိရပါတယ်။တောင်သူတွေမုံအနေနဲ့ကတော့မြောက်ရီမြို့နယ်ဒီကပလဲစစ်စခန်းကို KNL ပူးပေါင်းတများဟာသိမ်းပိုက်ရရှိပြီးစစ်သားများထိုင်းဘက်ကိုထွက်ပြေးသွားကြောင်းသိရှိရပြီးထိုင်းမြန်မာနေဆက်တစ်ခုလုံးကို KNL ကထိန်းချုပ်ရန်ဘောလီဥက္ကဋ္ဌနဲ့ဒီသေးလေစစ်တပ်စခန်း၃ခုသာသိမ်းပိုက်ရန်ကြံတော့တဲ့ဖြစ်ကြောင်းသိရှိရပါတယ်။ဒါကတော့ကင်းပြီးနေမြောက်ရီမြို့နယ်ထိုင်းမြန်မာနေဆက်မှာရှိတဲ့ဒီကပလဲ စစ်စခန်းကို KNL ဥဆောင်တဲ့မဟာမိတ်တွေများကသိမ်းပိုက်ရရှိပြီးစစ်သားတွေထိုင်းဘက်ကိုထွက်ပြေးသွားတဲ့အကြောင်းကိုလည်း KNL စစ်ရေးသတင်းမြစ်တွေကထုတ်ပြန်ထားတာတွေ့ရှိရပါတယ်။ဇွန်လ20ရက်နေ့မိုးလယ်3:45မိနစ်အချိန်မှာတိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီတပ်ရဲ့ဒီကလပဲစခန်းကို ိမ့်ပိုက်ရရှိခဲ့ပြီးကြောင်းနဲ့အဆိုပါစခန်းမှာစစ်ကောင်စီတပ်သားများမှထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားကြောင်းလက်တလုံးမှာတော့နေပြည်ရှင်းလင်းရေးလှုပ်ဆောင်နေဆဲဖြစ်ပြီးစစ်သားတွေဆုံးမှုနဲ့လက်နက်ခဲယံသိမ်းမှတ်မှုများအခြေအနေကိုလည်းသိရှိနေဆဲဖြစ်ကြောင်းသိရှိရပါတယ်။အဲဒီစခန်းကတော့မဆုတ်တန်းစခန်းဆိုပြီးတော့နာမည်ရှိခဲ့တာဖြစ်ပြီးတော့မဆုတ်တန်းစခန်းလို့လည်းရေးထားတဲ့စိုင်းဘူးတွေကလည်းတော်တော်များများကိုတွေ့နေရပါတယ်။ဒီကောင်တွေကိုကိုကိုမိုဒီယူပြီးမှလည်းနောက်ဆုံးမှာတော့ထိုင်းနိုင်ငံကိုထွက်ပြေးရတဲ့အခြေအနေကိုရောက်သွားပါတယ်။ ဒီကလေးစကန်းကိုတော့ဇွန်လ9ရက်နေ့မှာစတင်ပြီးဥပုံတက်တွေဟာဒရုန်းတွေနဲ့ဘုံတွေစကြဲတဲ့အဲ့ဒီကလေးကပိတ်ဆို့ထားတာဇွန်လ21ရက်နေ့မှာကတော့စကန်းအေရီးယားတွေကိုစတင်ထိုးဖောက်ဝင်ရောက်ပြီးတော့ဇွန်လ22ရက်နေ့မွန်းလယ်ပိုင်းမှာပြီးသက်သိမ်းမရရှိခဲ့တဲ့ဖြစ်ကြောင်းလည်းသိရှိရပါတယ်။အဲ့ဒီစကန်းဟာဝေါ်လီဗျူအာကုန်းဒီမှာရှိတဲ့ကာကင်းစကန်းလည်းဖြစ်ပါတယ်။ဒရုန်းပေါင်းစုံဘုံကျဲလက်နက်ကြီးတွေဆက်လက်တွေ fight fight ပြစ်ကူစုံမှုပြီးတက်သိန်းတာပါလို့လဲစကန်သိကြိုင်မှာပါဝင်ခဲ့တဲ့တော်လိုင်းရေးသတင်းမြစ်တီကပြောထားတာသိရှိရပါတယ်။ Double S Test Scan ကိုတော့စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားအနည်းဆုံး80မှ90ကြားတဆွဲထားပြီးစစ်တပ်ဘက်မှတေဆုံးမှုချီနေတဲ့လက်နက်ခဲယံရရှိမှုချီနေကိုလည်းလက်ရှိမှာစစ်ဆင်နေပြီး2023ခုနှစ်ဖေဖော်ဝါရီလအတွင်းမှာလည်း Double S Scan ကို KNL တမျှကထိုးစစ်တင်တိုက်ခိုက်ခဲ့ဖို့တော့လဲတိမ့်ပိုင်နိုင်ခဲ့ခြင်းတော့မရှိခဲ့ပါဘူး။အဲဒါကြောင့်မို့2023ခုနှစ်စက်တင်ဘာကာလအတွင်းမှာလည်းထက်လက်မှန်ပြီးတော့ Double S စကန်ကိုဒုတိယအကြိမ်တိမ့်ပိုင်ရန်ကြိုးစားခဲ့တော့လဲစကန်တိမ့်ပိုင်ရန်လက်တကန်လိုမှာပဲပြန်လဲစုတ်ခွာခဲ့ရတဲ့ဒုတိယအကြိမ် ော်လဲဆုတ်ခွာခဲ့ရပါတယ်။ယခု2025ခုနှစ်2022ရဲ့နေ့မှာတော့အပြီးသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ဒါအောင်ကြီးကြီးအမေပူပေါင်းတက်တီပုံမှုအင်အားကောင်းလာပြီးတော့ပုံမှုပူပေါင်းပြီးစီးရုံလာတာကိုလက်ရှိမှာမြင်ရတဲ့အနေအထားတစ်ခုလည်းဖြစ်ပါတယ်။နောက်ထပ်သတင်းပုံတွေနဲ့ကတော့နေပြီးတော့မှအမတီဘီဝန်ထမ်းမနှင်းပြူကိုဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ဆုတောင်းတဲ့ပန်းတပိမှာပေါဝင်မှုဖြင့်စစ်ကောင်စီကဖမ်းဆီးလေကြောင်းသိရှိရပါတယ်။နေပြီးတော့ပြန်ကြားရေးဝန်ကြီးဌာနအမတီဘီဝန်ထမ်းမနှင်းရင်ပြူကိုဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ဆုတောင်းပြီးပန်းတပိပေါဝင်ခဲ့မှုကြောင့်စစ်ကောင်စီကလာရောက်ပြီးဖမ်းဆီးသွားကြောင်း အဝင်းငင်ကလူတွေကပြောထားတာကိုသိရှိရပါတယ် MRD ဝန်ထမ်းတိုင်းဝိုင်းနဲ့စစ်ကောင်စီကထုတ်ပြန်ချက်တွေမှာလည်းတွေ့ရှိနေရပါတယ်ဝန်ဆ၁၉နေရာကြောက်ခဲ့တော့လူလူကောင်းဆောင်မေတော်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ဖြစ်ပန်းတော်ရီမှာ MRD ဝန်ထမ်းမနှင်းဤဖြူကောနှောင်းနှောင်းဟာပေါဝင်ခဲ့ပြီးတောင်ဆန်းစုကြည်မွေးနေ့စုတောင်းဖြစ်လူမှုကွန်ရက်မှာ Happy Birthday မေစုအသက်ရှင်နာမေပါစေဘဝစတိုင်းချစ်တော်သူများနဲ့ကြွေကွင်းရခြင်းဒုက္ခမှာဝေးပါစေသူတော်ကောင်းများနဲ့သာကြုံတွေ့ရပါစေလို့ဒေတာကြောင်အဲ့ဒီပြန်မှာတော့ပန်းတော်ပေပေါဝင်မှုဖြစ်ပန်းပန်သောဓပုံများကိုလည်းလူမှုကွန်ရက်မှာမျှဝေပို့ဆင်ကြောင်သိရှိရပါတယ် တကယ်ကိုမှပဲတတိရှိတယ်လို့ပြောမှာပါမြန်မာနိုင်ငံမှာရှိတဲ့ပြည်သူတွေထဲမှာလည်းဒီလိုမျိုးစစ်ကောင်စီရဲ့လက်အောက်မှာရှိတဲ့ MRD မှာတော့လုတ်ခဲ့တဲ့အနေထားတစ်ခုမှာတော်တော်လေးကိုမှတတိရှိပြီးမေစုပေါ်လောက်ထိမြင်လို့လဲဆိုတာကတော့သူ့ရဲ့အနေထားတစ်ခုနဲ့ပေးဆက်သွားတဲ့အနေထားတစ်ခုပါပဲသူကပန်းစပိတ်ပါဝင်တာရဲ့မေစုမွေးနေ့စုတောင်းပေးတာတွေကိုသူ့ရဲ့ Facebook မှာတင်တဲ့အဲ့ဒါကိုစနိုးကွင်းစစ်လော်ဘီ Telegram Channel ကနေဖမ်းပြီးပါဆိုပြီးတင်တယ်ခုန21ရက်နေ့ည8:00နာရီလောက်မှာစစ်တပ်ကသူ့ကိုဝင်ဖမ်းတာပါလို့လဲ MRD ဝန်ထမ်းတွေကပြောထားပါဗါးစစ်ခွေးတွေအနေနဲ့ကလက်ရှိချိန်မှာ ကယ်ဒီကန်ကတင်မြတ်ဟာအကုန်လုံးလိုက်လံဖမ်းနေရတွေ့ရပြီးတော့အဓိကအပြင်တော့ဟန်ငိမ့်ဦး၊ပဇင်ဦးအစရှိတဲ့သူတို့ရဲ့အနေထားတစ်ခုကထုတ်ပြန်တာတွေကိုအဓိကလုပ်နေတာကိုတွေ့နေရပါတယ်။အကြောင်းဒီ channel တွေကိုလည်းအဓိကတွားရောက်ကြည့်ရှုပြီးတော့ကောင်းစရာရှိရှောင်းရှားစရာရှိရှားဖို့လည်းလိုအပ်ကြောင်းကိုလည်းဒီညဏ်ကနေပြထပ်မံ ီးပေးလိုက်ပါတယ်နောက်ထပ်သတင်းပုံအနေနဲ့ကတော့ငလင်ဘေးမှာအမြန်ဆုံးကင်းဝေးကြပါသေးလို့ဆူတောင်းပေးနေမယ်လေအကိုတိုင်းပြည်မျိုးနီးကိုဟိုပြူပြီးပြင်းရ၄သမနှစ်ဆင်းရှိတဲ့ငလင်ဟာယနေ့နနပိုင်းမှာလှုပ်ခတ်သွားတယ်ဖြစ်တဲ့အတွက်အမျိုးသားညွေဆိုးရ NUG ကလည်းထုတ်ပြန်ထားတာတွေ့ရှိရပါတယ်မြန်မာစံတော်ချိန်နနက်6:32မိနစ်အချိန်မှာအကိုတိုင်းပြည်မျိုးရဲ့တောင်ရှေ့တောင်ဘက်55ကီလိုမီတာကွာ မြေအောက်အနက်10ကီလိုမီတာကိုပိုပြီးပြီး Richter scale 4.2အဆင့်ရှိတဲ့အင်အားနဲ့ငယ်ရှိတဲ့မြေငလင်တစ်ခုလှုပ်ခတ်သွားတာဖြစ်ပါလေ။အန်ဒလီမှာမနေ့မနက်ကလှုပ်ခတ်ခဲ့တဲ့ငလင်ကလည်းအတန်ကြီးနဲ့ကိုလှုပ်တာပါ။မနက်၄နာရီဆိုတော့အကုန်လန်တို့တွေလည်းမန္တလေးဒေသခံတွေကပြောထားတာသိရှိရပါတယ်။ဒါကြောင့်မန္တလေးမှာရှိတဲ့တော်လန်ပြည်သူတွေအားလုံးလည်းထူးပဲ GU site ကိုဒီနေရာကနေပြီးတော့ အမှန်အတည်ပေးလိုက်ပါတယ်။လိုင်မျိုးမှာရှိတဲ့စောစောဆိုင်ဆိုင်မှာအဂျမစကောင်စီတပ်များဟာတောက်စားမူယူကတရင်ရရှိပြီးတောင်သာမျိုးနဲ့ပြည်သူ့ကာကွယ်ရေးဖွဲ့မှရဲမင်းများဦးဆောင်ကအဖွဲ့ကတွားရောက်ဆောင်ဆိုင်နေစဉ်မှာပဲအရန်မူပြီး900ထွက်ဝဲတဲ့တက်ကြွကြီးအောင်ဝင်းကိုအရှင်ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။ဖမ်းဆီးခဲ့မိတဲ့တက်ကြွကြီးဟာအကျန်းဖက်စစ်တပ်ရဲ့မိထီလာအမှတ်1တက်မှာတော့ကြီးသားစိတ်အောင်မှာတက်ကြွကြီးအောင်ဝင်းကိုဖြစ်ပြီးတော့ MAI အမျိုးအစားတလက်တလက်နဲ့တူရှိခဲ့ကြောင်းလည်းသိရှိရပါတယ်။တို့တို့ဖန်ဆီးရမိတဲ့တက်ကြကြီးအောင်ဝင်းကိုကိုစစ်တုံးမဲဥပဒေနဲ့ညီချင်းသိမ်းထားပြီးဆက်လက်စစ်ဆေးမှုတွေလှုပ်ဆောင်သွားမှာလို့လဲကောင်တာမျိုးနဲ့ပတ်ခဘာမှာတာဝန်ရှိသူတို့ကကြေကြထားတာသိရှိရပါတယ်။ ဗလန်မျိုးတွေအားလုံးမှာလက်ရှိအချိန်မှာကတော့မင်းရောက်နိုင်လို့ကတော့သူတို့တို့ဆရာရှိတာကိုတောက်လျှောက်လုပ်နေတာကိုတွေ့နေရပါတယ်။တစိမ်ပြီးတစိမ်သူတို့ဆရာရှိလို့တော့ဖြစ်နေတွေ့တယ်။တော်လန်ကြီးပတ်တီကလည်းကိုလို့ဆရာရှိတာကိုသူတောက်လျှောက်လုပ်နိုင်ဖို့ရည်ကြီးပါတယ်။ဟောလို့ဆိုလက်ရှိချိန်မှာမင်းရောက်နိုင်နေတဲ့မြောက်ကိုရီးယားနဲ့တန်တမန်ရေးဆက်ဆံမှုကိုစတင်ပြီးတော့မြောက်ကိုရီးယားရဲ့အကူအညီကိုလည်းထပ်မံကြယူဖို့လည်းစိုင်းပြင်နေတာကိုတွေ့နေရပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်းသူတို့ရဲ့ဘောမတောက်တိုင်တွေကတော်တော်လေးကိုမှအားပေးအမြောက်ပြုနေရကိုတွေ့ရပါတယ်။မြန်မာနဲ့မြောက်ကိုရီးယားရဲ့ဒီနှစ်နိုင်ငံတန်တမန်ဆက်ဆံမှုတွေကအ တက်ကြတယ်ကျမ်းပါတယ်အတက်ကြတယ်ကျမ်းတယ်ကျွန်တော်ဆက်ဆံရေးကောင်းခဲ့တဲ့အချိန်ရှိတယ်ဆက်ဆံရေးကျွန်တော်တို့ပြတ်တောက်သွားတဲ့အချိန်ရှိတယ်အဲမြန်မာနဲ့မြောက်ကိုရီးယားရဲ့ဒီတန်တမန်တိုင်ငင်းတမန်ကင်ကကျွန်တော်တို့အတက်ကြရှိတယ်လို့ပြောမှာဖြစ်ပါတယ်ဇွန်လ19ရက်နေ့ကနိုင်ငံပိုင်သတင်းစာကနေပြီးတော့ဒီသူတို့ဖော်ပြတာတွေ့ရပါတယ်အဲဒါကမြန်မာနိုင်ငံဆိုင်ရာအထူးအာဏာလွှတ်အပ်ခြင်းခံခဲ့ရသောကိုရီးယားဒီမိုကရက်ဒီမိုကရက်တစ်ပြည်သူ့တမရနိုင်ငံတမ်မဲကြီးပြည်ခိုင်ရန်သဘောတူညီဖြစ်ကြောင်းဖော်ပြလာပါတယ်ဒါကကျွန်တော်တို့ဒါကကျွန်တော်တို့ဒီနိုင်ငံပိုင်မီဒီယာရဲ့ဖော်ပြချက်ပါနောက်ကိုရီးယားတိုင်ယွမ်ကတော့ဒီရန်ကုန်မြို့မှာခြေဆိုင်ပါတယ်ခိုင်မဲ့ ခန့်မဲ့ကျွန်တော်တို့ဒီအတံမကြီးရဲ့ဒီအချက်လက်တွေကိုလည်းဒီနိုင်ငံမှာမီဒီယာနေပြီးတော့ဖော်ပြထားတာတွေ့ရပါတယ်အဲ့မှာသူရဲ့ဒီတံမကြီးဖြစ်တဲ့သူကမစ္စတာကင်ချုံဤဖြစ်ပါတယ်သူက1963ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှာမွေးပါတယ်သူအနေနဲ့1984ခုနှစ်မှာကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံနိုင်ငံကဆက်ဆက်ရေးတက္ကသိုလ်မှာ၎င်း1989ခုနှစ်ပါကစ္စတန်ပါကစ္စတန်နိုင်ငံမှာဒီခစ်သက်ဘာသာရေးခစ်သက်ဘာသာစကားဆိုင်ရာမျိုးသားတက္ကသိုလ်မှာပွဲရပါတယ်ပြီးရင်ကျွန်တော်တို့မစ္စတာကင်ချုံဤက1989ခုနှစ်မှာဒီမို မြောက်ကိုရီးယားနိုင်ငံပေါ့ဗျာမြောက်ကိုရီးယားနိုင်ငံရဲ့နိုင်ငံသားရေးဌာနအာရှအရေးဌာနမှာရာရှိပြည်စတင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်ပင်းကျူအစစ်စစ်စစ်တက်လာတယ်ပေါ့ဗျာအဲ့တော့ဒါသူ့ရဲ့ဗျာကျွန်တော်တို့ကကိုရီးယားချက်လောက်ပေါ့ဗျာရှိပါတယ်ဒါကျွန်တော်တို့စတင်ပြီးနောက်ဆုံးအခြေအနေကိုပြောမယ်ဆိုရင်သူကသူကကျွန်တော်တို့2014ကနေပြီးတော့2018ခုနှစ်ဒီဒီပါကစ္စတန်နိုင်ငံမှာဒီမြောက်ကိုရီးယားရဲ့ဒီတန်မြောက်ကိုရီးယားရဲ့ဒီတန်မှုပြတောင်းဝန်ထမ်းဆောင်ခဲ့တယ်ပြီးတော့2018ကနေပြီးတော့2020ပြည်နှစ်ဒီနိုင်ငံသားရေးဝန်ကြီးဌာနမူဝါဒရေးရာဌာနမှာအကြီးတန်း အရာရှိပြီတော်ထမ်းဆောင်ခဲ့ပါလေတဲ့ပြီးတော့ကျွန်တော်2020ပြည်နှမ2022ခုနှစ်တိနိုင်ငံသားရေးဝန်ကြီးနိုင်ငံသားရေးဝန်ကြီးဌာနအာရှာရေးဌာနနှစ်မှာအကြီးအကဲရရှိပြီတော်ထမ်းဆောင်ခဲ့ပါလေတဲ့2022ခုနှစ်ကနေပြီးတော့ဒီယနေ့ထိနိုင်ငံသားရေးဝန်ကြီးဌာနအာရှာရေးနှစ်မှာဒုတိယညွှန်ကြားမှုတော်ထမ်းဆောင်ပါလေတဲ့သူမှာတော့ကျွန်တော်တို့ဒီအဇနီးနဲ့ဒီသားသမီးနှစ်ယောက်ရှိလို့ဖော်ပြထားပါလေဒါကတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာတာမတ်ကြီးပြတာဝန်ထမ်းဆောင်မဲ့မြောက်ကိုရီးယားရဲ့ဒီမြန်မာနိုင်ငံဆိုင်ရာမြောက်ကိုရီးယားတာမတ်ကြီးရဲ့ကျွန်တော်ကိုယ်ရေးချင်းပါအဲ့ဒီမှာကျွန်တော်တို့စိတ်ဝင်စားရဲဆိုရင်ဒါကျွန်တော်တို့ အဲ MY နေပြီးတော့လည်းဝင်ဖတ်လို့ရတယ် MY ကနေလည်းကျွန်တော်ဝင်ဖတ်လို့ရပါတယ်အိမ်မှာသူအချက်အလက်တွေကိုကျွန်တော်တို့ဖော်ပြထားတွေ့ရပါတယ်အဲ့တော့ဒါတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာတာဝန်ထမ်းဆောင်မဲ့ဒီမြောက်ကိုရီးယားတာမဲကြီးရဲ့ကိုကြီးအချင်းအချက်အလက်အချို့ပါအဲ့တော့ မြန်မာနယ်မြောက်ကိုရီးယားကကျွန်တော်တန်တမာဆက်စပ်ရင်က1985ခုနှစ်မှာစတင်ခဲ့ပါတယ်1989ခုနှစ်မှာစတင်ခဲ့တာကကျွန်တော်1985ခုနှစ်မှာစတင်ခဲ့တယ်1989ခုနှစ်မှာဒီတမရာကြီးဦးနေဝင်မြောက်ကိုရီးယားကိုအလဲပတ်သွားခဲ့တယ်လို့ကျွန်တော်နိုင်ငံတကာတတိမဖော်ပြထားဖော်ပြထားတယ်လို့မှတ်တမ်းတွေမှာလည်းဖော်ပြထားပါတယ်1980ကာလမှာကျွန်တော်ဒီလမ်းစဉ်ပါတီလူငယ်တွေကမြောက်ကိုရီးယားနိုင်ငံမှာကျင်းပတဲ့အလို့သမားညီလာခံကိုတောင်းတက်ခဲ့ပါတယ်အဲ့တော့အဲ့ချိန်မှာကျွန်တော်တို့ဒါဦးနေဝင်လက်ထက်မှာမြောက်ကိုရီးယားနဲ့မြန်မာနိုင်ငံရဲ့ဒီဆက်စပ်ရင်ကကောင်းတယ်လို့ကျွန်တော်နားလည်ရပါတယ်ပြန်ပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့ဒီနှစ်နိုင်ငံဆက်စပ်ရင်ပြန်ပြီးပြည့်စည်သွားခဲ့တာက1983ခုနှစ် အော်တိုဘားလာကိုရဲ့နေမှာဒီတောက်ကိုရီးယားရဲ့ဒီနိုင်ငံကမ္ဘာအဆင့်ခေါင်းဆောင်တွေနဲ့သူရဲ့ဒီတန်တမန်အကြီးအကဲတွေမြန်မာနိုင်ငံကိုလာပြီးတော့လာခဲ့ကြပါတယ်လာပြီးတော့ကျွန်တော်တို့အော်တိုဘားလာကိုရဲ့နေနဲ့နှစ်ပိုင်းမှာကျွန်တော်တို့ဒီရန်ကုန်မြို့ရွှေဘုံစီကျော်ရဲ့ဘေးမှာရှိတဲ့ဒီရွှေဘုံရဲ့ဘေးစီကျော်ရဲ့ဘေးမှာရှိအာဇာနီအာဇာနီဘေးမှာပေါ့ဗျအာဇာနီကုန်းပေါ့အာဇာနီကုန်းမှာကျွန်တော်ဒီလွမ်းသူပန်းကွေလာချဖို့လုပ်တဲ့အချိန်မှာကျွန်တော်တို့ဒါဟိုဒီတောင်ကိုမြောက်ကိုရီးယားအဖွဲ့တွေပေါ့မြောက်ကိုရီးယားရဲ့ဒီ agent တွေ agent တွေကကျွန်တော်တို့ဘုံခွဲပါတယ်ဘုံခွဲတော့ကျွန်တော်တို့ဒါတောင်ကိုရီးယားတန်တမာဘတ်ချန်ကလည်းကျွန်တော်တို့ဒီ သူရဲ့သူ့နိုင်ငံသားတွေအဲတည်ဆုံးသွားတယ်လို့ပဲမြန်မာနိုင်ငံဘက်ကလည်းလုံချိုးတဖို့ဝင်နေပြည်သူတွေတည်ဆုံးခဲ့တာရှိပါတယ်ပြည်သူဆွေးနွေးမှာကျွန်တော်အဲ့မှာသတင်းတော့ဒီမှာပါပါတယ်တည်ဆုံးခဲ့တာရှိပါတယ်နောက်ပိုင်းမှာကျွန်တော်တို့ဒီကျူးလွန်သူတွေကိုဖမ်းဆီးနိုင်ခဲ့ပါတယ်အဲ့ဒါကကျွန်တော်1983ခုနှစ်အော်တိုဘာလ9ရက်နေ့မှာကျွန်တော်တို့ဖြစ်ခဲ့ပါတယ်အဓိကတော့အာအာဇာနီကုန်းမှာကာရဝပြည်ဖို့ဒါတောင်ကိုရီးယားရဲ့ခီးစင်မှာတောင်ကိုရီးယားသမရနဲ့သူ့ရဲ့အစင်းမြတ်တမန်တမန်ကြီးရဲ့ခီးစင်မှာကျွန်တော်တို့ဖြစ်ပေါ်ခဲ့တဲ့အခြေအနေဖြစ်ပါတယ်အဲ့ဒီနောက်ပိုင်းမှာတော့ကျွန်တော်တို့ဒီနှစ်နိုင်ငံရဲ့ ဒါတန်တမာဆက်ဆက်ရေးကကျွန်တော်တို့တော်တော်လေးတော်တော်လေးကိုကျွန်တော်ပြတ်တောက်သွားခဲ့ပါတယ်တော်တော်လေးပြတ်တောက်သွားခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းမှာကျွန်တော်တို့ဒီဘူဂျုံမူကြီးဦးသားရွှေလက်ထက်မှာကျွန်တော်နိုင်ငံရေးဆက်ဆက်ရေးတွေကတိုးမြင့်လာခဲ့ပါတယ်တိုးမြင့်လာခဲ့တယ်ပြီးတော့ကျွန်တော်တို့ဒါအမြင့်ဆုံးအခြေအနေဖော်ပြမယ်ဆိုရင်တော့2000တခုနှစ်မှာမြောက်ကိုရီးယားရဲ့ဒီနိုင်ငံသားရေးဒုဝန်ကြီးမြန်မာနိုင်ငံကိုလာရောက်ခဲ့ပါတယ်အဲ့မှာကျွန်တော်တို့ Google မှာရှာကြည့်လိုက်ပါရွှေဘုံဖျားတော်ကျွန်တော်တို့ဖူးခဲ့တဲ့အနေအထားတွေတွေ့ရပါတယ်ပြီးတော့ကျွန်တော်တို့ဒီဆက်ဆက်ရေးနဲ့အဲ့ချိန်တော့တော်တော်လေးကောင်းခဲ့တယ်ဗျပြန်ပြီးတော့ကောင်းခဲ့တယ်ပေါ့လေကောင်းခဲ့တာကကျွန်တော်တို့ဒီ ဥသိမ်းစင်အစိုးရလက်ထက်ထိကျွန်တော်တို့ဒီဆက်ဆံရေးတွေရှိခဲ့ပါတယ်ရှိခဲ့ပါဥသိမ်းစင်အစိုးရရဲ့ရှေ့ရှေ့ဒီပေါ့ဗျာဒီအရသာအစိုးရမတိုင်ခင်ဒီရှိခဲ့ပါတယ်ဥသိမ်းစင်အစိုးရလက်ထက်မှာလည်းကျွန်တော်တို့နှစ်နိုင်ငံရဲ့ဆက်ဆံရေးတွေကတူညီညီတော်လည်းပဲဒီဆက်ဆံရေးတွေနှစ်နိုင်ငံဆက်ဆံရေးတွေကကျွန်တော်တို့ရှိခဲ့ပါတယ်တို့တော်လည်းပဲကျွန်တော်တို့ဒီ2019ခုနှစ်မှာ2019ခုနှစ် NLD အစိုးရလက်ထက်မှာတော့ဒီကုလလုံခြုံရေးကောင်စီရဲ့အရေးယူမှုနဲ့ပတ်သက်ပြီးတော့ဒီမြန်မာနိုင်ငံမှာရှိတဲ့ဒီကိုရီးမြောက်ကိုရီးယားတာမတ်ကို ါမှမဟုတ် NLD အစိုးရကနေပြီးတော့ဒီနှင်ထုတ်လိုက်တဲ့အခြေအနေတွေရှိခဲ့ပါတယ်။အဲ့ဒီမှာတော့ကျွန်တော်တို့ဒီမြန်မာနဲ့ဒီမြောက်ကိုရီးယားရဲ့နှစ်နိုင်ငံတန်တမာဆက်ဆံရေးကပြန်ပြီးတော့ဆိုးရွားတဲ့အခြေအနေကိုပြန်ရောက်ခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာကျွန်တော်တို့လက်ရှိဒီ2021ကာလနောက်ပိုင်းမှာဒါမြောက်ကိုရီးယားမြန်မာမြန်မာနိုင်ငံရဲ့တန်တမာဆက်ဆံရေးကပြန်ပြီးတော့ကျွန်တော်တို့လွှဲထွေးလာခဲ့တယ်။လွှဲထွေးလာခဲ့ပြီးတော့နောက်ပိုင်းမှာကျွန်တော်တို့ဒါလက်ရှိလက်ရှိဒါမြောက်ကိုရီးယားအစိုးရကလည်းဒါမြန်မာနိုင်ငံမှာမြန်မာနိုင်ငံဆိုင်ရာမြောက်ကိုရီးယားတန်မတ်တန်မတ်ကြီးပြန်ပြီးတော့ခံဖို့ဖြစ်လာတာပါ။အဲ့တော့မြန်မာနဲ့မြောက်ကိုရီးယားရဲ့ကျွန်တော်တို့ဒီ ဒီဒီနှစ်နိုင်ငံရဲ့ဒီဆက်ဆိုင်ပါဆိုအဓိကကတော့ကျွန်တော်တို့ဒီစစ်ဘက်ပူးပေါင်းဆောင်ရွက်မှုတွေရှိတယ်လို့ဒီနိုင်ငံကသတင်းတော်များတွေနိုင်ငံကသတင်းတွေမှာလည်းကျွန်တော်ဖော်ပြတွေ့ရပါတယ်ကျွန်တော်ရဲ့ကိုကကြက်ကနိုင်ငံကသတင်းတွေမှာဖော်ပြထားတဲ့အခြေအနေကိုကျွန်တော်တို့ပြန်ပြီးတော့ကိုကထားခြင်းဖြစ်ပါတယ်ဒါကတော့မြောက်ကိုရီးယားလက်ရှိချိန်မှာမြန်မာနိုင်ငံကိုပြောင်းဝင်တဲ့ချင်းနဲ့ပတ်သက်ပြီးတော့ဘောမာဒီကနေပြီးတော့ပြောရှိသွားနေပြောနေဖြစ်ပါတယ်မေဆုရဲ့လက်ထက်မှာတော့ဓမ္မနဲ့အာဓမ္မကိုခွဲခြားတည်တဲ့မေဆုတယောက်အနေနဲ့ကတော့ဓမ္မကိုပဲအားပေးတာဖြစ်တဲ့အတွက်ဓမ္မတိုင်းနန်းစင်ကိုသွားတဲ့လူတွေကိုပဲကူညီတာဖြစ်တဲ့အတွက်မြောက်ကိုရီးယားအာဓမ္မဆန်တဲ့ခုံတွေအကုန်လုံးကိုပြင်ဖို့ ထုတ်ပေးခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းလက်ရှိရှိမှာကတော့မြန်မာနိုင်ငံရှိနေရအလောက်ဖြစ်သွားဖြစ်တဲ့အတွက်ဒီကောင်နေတာစောက်ချုံမှုမြန်မာနိုင်ငံဘယ်လောက်ထိတော်ဆိုးရွားလာမယ်ဆိုတာကတော့ပြည်ကြီးစရာနဲ့သိနေပါတယ်။ပြည်ကြီးစရာဘလို့လည်းနေထားလို့မပေါ့ဘူး။နောက်ထပ်တဲ့ပုံဒီ net ကတော့အားလုံးသိတဲ့အတိုင်းပဲမြင်းကြံမှာတော့ပိုမိုက်ခဲဖုန်းနှကားဘုဒ္ဓကြီးအစရှိတဲ့ဖွဲ့တွေများစွာရှိတဲ့တဲကမှာဘုန်းနှကားဆိုတာကလည်းဘလို့လူမျိုးဆိုတာကအားလုံးဖြစ်ဖြစ်နဲ့ရုပ်လုံးပေါ်နေဖြစ်သလိုပိုမိုက်ခဲဆိုတာလည်းဘလို့လူမျိုးဆိုအားလုံးရုပ်လုံးပေါ်နေဖြစ်ပါတယ်။ဘာပဲပြော။ညာဒေသမှာတော့တော်လိုင်းတက်တွေအားလုံးပူးပေါင်းပြီးတော့လှုပ်ဆောင်မှာတာ။ တော်တွေစစ်ကောင်စီကိုတွန်းလှန်နိုင်ပြီးပြည်သူတွေကိုကာကွယ်နိုင်မှာဆိုတာကိုဒီနေ့ကတက်မှတ်ပြီးပြလဲပါတယ်လက်ရှိရှိမှာကတော့ဟိုမိုက်ခဲ့ရဲ့ဒီကြောင်းမူလေးတွေမိုက်ခဲ့ရဲ့ခံကြလေးတွေပြန်မှဖြစ်တဲ့အတွက်မကြည့်ရသေးတော်လည်းမျိုးအားလုံးပဲကျွန်တော်တို့ရှိပါတော့ရပါတယ်တို့အတွက်အချိန်ပေးပြီးတော့လက်ခံဖြေဆိုပေးတာကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါမင်္ဂလာပါဗျာဟုတ်ကျွန်တော်ကလည်းအခုလိုမျိုးဘောနောအဲဖြေချခွင့်ရတဲ့အတွက်ကျွန်တော်ဘက်ကလည်းကျေးဇူးများကြီးတင်ပါတယ်ဟုတ်ဟုတ်ကဲ့အရင်ဆုံးမေးချင်တာကတော့ဒီအာနာသိမ့်မှုမတိုင်ခင်ကဆိုရင်ဒါချက်ချင်းဒီဓမ္မစကူးဆရာပြောရတာဒီမြန်မာစာအထူးပြု အာဒုတိယနဲ့တက္ကသိုလ်ကျောင်းသားဖြစ်တယ်ပေါ့နော်ဒီတော့အာဒီအာနာသိမ့်ပြီးတဲ့နောက်မှာဘူမိုက်ခဲဆိုပြီးတော့ဖြစ်လာတယ်ပေါ့နာမည်နဲ့ဒီနာမည်ဘယ်လိုမျိုးဖြစ်လာလဲပြီးတော့အရင်တော့အနေနဲ့အခုလူငယ်ဘဝဖြတ်တန်းမှုကဘယ်လောက်ထိကွာခြားသွားလဲပေါ့နော်အဲ့ဒါကိုပြောပြပေးပါအောင်ရှင်ဟိုပေါ့နော်ကျွန်တော်တို့ရဲ့လွတ်လပ်ခွင့်တွေအဲကျွန်တော်တို့ရဲ့အခွင့်အရေးတွေပေါ့နော်လူငယ်တွေရဲ့တိုးတက်လမ်းတွေတိုင်းပြည်ရဲ့အနာဂတ်တွေကိုကျွန်တော်တို့ဒီလက်နက်လက်နက်ကင်ပြီးတော့ဒါပေါ့နော်အာနာသိမ့်လိုက်တဲ့အနေထားမှာကျွန်တော်တို့ပြန်တောင်းခဲ့တယ်လေဒီစစ်ပြန်တောင်းခဲ့တယ်ကျွန်တော်တို့ဆန္ဒတွေပြခဲ့တယ် ။နေရာဒီမှာပေါ့နော်သူတို့ဘက်ကပေါ့နော်အသက်သေးဆုံးအောင်အထိပေါ့နော်ပြစ်ခတ်တာတွေဖန်ဆီးတာတွေကျွန်တော်တို့ဒီအဲတချို့ဒီအမျိုးသမီးတွေဆိုတော့ကျွန်တော်တို့ဒီပေါ့နော်အဲပေါ့နော်ဒါတွေများစွာရှိခဲ့တဲ့အနေအထားမှာကျွန်တော်တို့စဉ်းစားလိုက်တာပေါ့သူတို့တော့ငါတို့တောင်းယူလို့ရမှာမဟုတ်တော့ဘူးပေါ့တိုက်ယူမှရမှာကြားတော့မယ်ပေါ့အဲ့လိုအနေအထားမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီလက်နက်ကင်လမ်းစဉ်ပေါ့နော်လက်နက်ကင်လမ်းစဉ်ကိုရွေးချယ်ဖို့ကျွန်တော်ဆုံးဖြတ်ခဲ့တယ်ဒါပေမဲ့ပေါ့နော်အဲဆက်စားလက်နက်ကင်လမ်းစဉ်ကိုရွေးချယ်ခဲ့တဲ့အချိန်မှာဂူရီမာတော့ဘာမှမရှိဘူး လက်နက်ဆိုတာဒီတနက်မဟုတ်တဲ့ပေါ့နော်ကျွန်တော်တို့ဒီအချင်းကလေးလိုဟာမျိုးတွေကကန်းလိုဟာမျိုးတွေတူမီလိုဟာမျိုးတွေနဲ့ကျွန်တော်တို့ဘွားကိုစတင်ခဲ့တယ်ပြီးတော့ကျွန်တော်တို့ပြန်စဉ်းစားတာငါတို့ကတကယ်ဒီဒေါ်လာရေးကိုအနိုင်တိုင်းမှာလားဒါမှမဟုတ်ရင်ပေါ့နော်ခဏတာပဲပေါ့နော်လေကျွန်တော်တို့ပေါ့နော်ဒီဘယ်လိုပြောရမလဲဒီဒီများလုံးလို့ပဲလိုက်လုံးမှာလားပေါ့ကျွန်တော်ပြန်ပြန်ပြန်ပြီးစဉ်းစားကြရကျွန်တော်လူငယ်အုပ်တွေပေါ့နော်ကျွန်တော်ပြန်စဉ်းစားကြရအဲ့လိုဆုံးထိလုံးမယ်โอเคအဲ့ဆိုရင်တို့ဘယ်လောက်ထိဆွန့်လွတ်နိုင်မှာလဲပေါ့ အဲမိသားစုနောက်ဆုံးအကုန်ပြောရမယ်ဆိုလို့ရှိရင်ဘဝမှာအရေးကြီးဆုံးဖြစ်တယ်ဆိုတဲ့ဘောတော့ကိုယ့်ရဲ့ဘောတော့မိသားစုနဲ့ကိုယ့်အသက်ပေါ့အဒါတွေရောဆွလို့နိုင်ရလားကိုကျွန်တော်စဉ်းစားတယ်โอเคဆွလို့နိုင်တယ်ဒါဆိုရင်ရပြီမတို့ဘောတော့အဲဒိုင်းကတော့တိုက်လို့နိုင်မှာမဟုတ်ဘာလို့လို့ဆိုတော့ကဘာပေါ်မှာဘောတော့ကျွန်တော်တို့ဒီအဲစစ်တပ်ကိုနိုင်တဲ့ကျွန်တော်တို့ဒီဒီမှာတပုံဆိုတာကကျွန်တော်တို့ဒီမရှိတဲ့လောက်ရှားပါတယ် အဲ့လိုမျိုးအနေထားမှာကျွန်တော်တို့စစ်တပ်ကိုတိုက်ဖို့ဆိုရင် ကုကူရန်စစ်သားတယောက်ဖြစ်မှရမယ်ဆိုတော့အတွင်းမျိုးကျွန်တော်တို့မှာဝင်နေပါတော့အဲ့တော့ကြောင့်မို့ကျွန်တော်တို့ဒီတိုင်းသားအီယာကိုတက်ဘက်မှာကျွန်တော်တို့ဘောနော်ဒီစစ်ပညာတင်တယ်စစ်ပညာတင်တဲ့အချိန်မှာကျွန်တော်ကတကယ်တမ်းတော့မိုက်ကယ်ဆိုပြီးနာမည်ပေးလိုက်တာပေါ့အဲ့မှာဒီဘောနော်စာရေးမှတ်တမ်းတင်တဲ့ဒီဆရာမမိုက်ကယ်ဆိုပြီးလာကြလွဲပြီးတော့အဲ့ကနေစပြီးတော့မိုက်ကယ်ဖြစ်သွားတာပေါ့ဒီကအဲ့မှာကျွန်တော်တို့ဒီစစ်ပညာတင်တယ်စစ်ပညာတင်ပြီးတော့ဒီအရိယတက်ဘက်မှာကျွန်တော်တို့ဒီ9လတာဝန်ထမ်းဆောင်တယ်ပြီးတော့မြေပြတ်မှာကျွန်တော်တို့ဒီ ဘောနော်ရဲဘော်9ယောက်ရဲဘော်9ယောက်ဒီထောက်ပို့2ယောက်ဘောနော်မြစ်ကြီးထောက်ပို့2ယောက်နဲ့ကျွန်တော်တို့ဒီပြင်ဆင်လာခဲ့တယ်။ပြင်ဆင်လာပြီးတော့ကျွန်တော်တို့ဒီအဆန်3000တောင်းနေဘောနော်။အဲငါတို့တက်တီထောင်ကြမယ်ဘော။အညာမှာရှင်းမယ်ဘော။ဘယ်လိုနာမည်ပေးဘယ်နာမည်ပေးကြမလဲဘောနော်။အားတို့ကတော့ကြားတယ်ဆိုတော့ကြားပဲပေးကြမယ်ဘော။ကြည့်ရမယ်။အဲမှာအဲရဆိုလေ blood tiger ချမယ်ဆိုရင်အားကျွန်တော်တို့မြင့်ချန် blood tiger ဆိုပြီးတော့ကျွန်တော်တို့ဆက်ပြီးတော့တီထောင်ဖြစ်သွားတာ။ဟုတ်ကဲ့ပါဒီမြင်းကျန် blood tiger တက်ဖွဲ့ကရော ဘယ်ဒေတာတွေမှာအဓိကလှုပ်ရှားနေရလဲပေါ့နော်မြင်းကြံဆိုပြီးတော့ပါတယ်ပေါ့ဒီတော့မြင်းကြံတစ်ခုလည်းပဲလားတခြားဒေတာတွေမှာရောအာလှုပ်ရှားလားဘယ်လိုမျိုးစီရေဖော်ဆောင်မှုတွေရှိနေလဲဒီတက်ဖွဲ့ရဲ့ရည်တည်ချက်ခံယူချက်အာရှေ့ဆက်သွားမဲ့လမ်းစဉ်ပေါ့နော်ဒါတွေကိုလည်းပြောပြပေးပါဦးဟုတ်ကဲ့အဓိကတော့ကျွန်တော်တို့ကဒီမြင်းကျန်ဆိုတဲ့စလုံးတော်မှာပဲပထမဖြုတ်ဖို့အစည်းအဝေးထိုင်နေရပြဟောဒါမှမဖြုတ်တော့ပါဘူးဟောအဓိကတက်နံမဲဒီကအရေးမကြီးပါဘူးဘောနော်အဓိကဒီမူဝါဒအရေးကြီးတယ်ဆိုပြီးကျွန်တော်တို့ကတက်နံမဲတော့မပြောင်းခဲ့တာပါအဓိကကျွန်တော်တို့ကမြင်းကျန်တက် ်မြင့်ကျန်သားတွေဥဆောင်နေဆိုပေမဲ့အဲကျွန်တော်တို့ကဘာလို့ဘယ်လိုပြောရမလဲမြင့်ကျန်မှာအဓိကစီးပြမှတ်ကိုမြင့်ကျန်တစ်ခုထဲမှာလောရမယ်လို့ဒီအဓိကရွေချက်မရှိဘူးကျွန်တော်တို့ရဲ့တက်ဖွဲ့သီးပေါ်မူဝါဒကိုကကျွန်တော်တို့ဒီတနိုင်ငံလုံးကစစ်အာဏာရှင်ပေါ့နော်စစ်အာဏာရှင်ကိုနံပါတ်1ဥစားပေးနေနေပေါ့နော်မိတိနေရာကိုမဆိုကျွန်တော်တို့အလင်းတင်တင်တယ်လို့ကျွန်တော်တို့အဲမဟာမိတ်တင်နေတော့လကောင်းအဲညီနောင်မဟာမိတ်တင်နေတော့လကောင်းပေါ့နော်တိုင်းသားဤရောင်နေတော့လကောင်းအဲပေါ့နော်တက်ဖြန့်ပြီးတော့ရသလောက်ကျွန်တော်တို့တိုက်ခိုက်သွားမှာဖြစ်တယ်ပြီးစီးရင်နေမြေရကျွန်တော်တို့မှာပေါ့နော်ဒီ မြင့်ကျန်ကငါတို့ကမြင့်ကျန်ဖွဲ့မလို့မြင့်ကျန်ကငါတို့နယ်ဆိုပြီးတော့တတ်မှတ်ထားတာမရှိဘူးစစ်အာဏာရှင်ရှိတဲ့နယ်တိုင်းကကျွန်တော်တို့ရဲ့နယ်ဖြစ်တယ်ဘာကြောင့်လဲဆိုတော့စစ်အာဏာရှင်ကိုလိုက်ပြီးတော့တွန်းလှန်တိုက်ခိုက်မှာဖြစ်တယ်ဒီညာမှာပြီးရင်လည်းတောင်တန်းကိုတိုက်မှာတောင်တန်းပြီးရင်လည်းအညာကိုတိုက်မှာအဲတက်ကတော့ဖြန့်ထားတာတွေများသာရှိပါတယ်အဓိကအဖြစ်ကတော့ကျွန်တော်တို့ဒီမန္တလေးတိုင်းစကိုင်းတိုင်းမကွေးတိုင်းမှာတက်ဖြန့်ထားသလိုဘောနောအခြားဘောနောဒီအမီဖော်လို့မရတယ်ဘောနောအီယာကိုတက်ဘတ်တွေအဲအီယာကိုလည်းဒရက်ဖတ်အဲဘောနောအဲတိုက်ပွဲဝင်နေတဲ့တက်ဘတ်တွေ ကအစားကျွန်တော်တို့ဖြန့်ကျက်ထားတာတွေများစွာရှိပါတယ်ဟုတ်အဲ့ဒီတက်ရဲ့အဓိကရီမန်းချက်ကတော့ကျွန်တော်တို့ကဒီတနိုင်ကလုံးအတိုင်းတာရဲ့ပေါ့နော်ဒီစစ်အာဏာရှင်ကိုမြေပြန်ကိုကျွန်တော်တို့တိုက်ထုတ်မှာပဲပြီးရင်အာဏာရှင်တွေကိုကျွန်တော်တို့တိုက်ထုတ်မယ်ဒါပါပဲဒါကကျွန်တော်တို့တက်ရဲ့မူဝါဒဗျာဟုတ်ဟုတ်ကဲ့ပါဒါဆိုရင်ဒီစတင်ချိန်ကနေပြီးတော့လက်ရှိချိန်အထိအာဒီအောင်မြင်မှုတွေကဘာတွေဖြစ်မလဲပြီးတော့ဆုံးရှုံးမှုတွေရောဘယ်လိုရှိလဲပေါ့ အဲဘယ်လိုပြောမလဲဒီဆုံးရှုံးမှုကတော့များလားရှိရပါဘောအဲရင်ဦးဆုံးပြောရမယ်ဆိုတော့ဆုံးရှုံးမှုပေါ့ဆုံးရှုံးမှုတွေရှိတယ်အဲဒီကျွန်တော်တို့အဓိကအဖြစ်ပေါ့နော်ရဲဘော်တွေချစ်လက်အင်္ကာတွေဆုံးရှုံးခဲ့ရတာရှိတယ်။အဲကျွန်တော်ပါဝင်ပေါ့နော်ဒီကျွန်တော်တို့ပထမလက်လုတ်တွေနဲ့ပဲလှုပ်လှုပ်ခဲ့ရတာဖြစ်တော့ကျွန်တော်ကိုယ်တိုင်ပဲဒီလက်တွေအဲတာတက်ပြီးခိုင်းမိတာရှိတယ်။ရဲဘော်တွေလည်းကြီးမှန်တာရှိတယ်။အများသောပေါ့နော်ခက်ခဲတွေများသောရှိတယ်။အဲဒါဒီနောက်ဆုံးပေါ့နော်ရဲဘော်တွေကြာဆုံးခဲ့တာတွေအစ ကျွန်တော်တို့လည်းအများကြီးရှိခဲ့တယ်။ဒါတွေကိုဖိဖိချင်းကျွန်တော်တို့ဒီအသက်တွေသွေးတွေချွေးတွေနဲ့တတိပြီးတော့ဖိဖိချင်းဒီကနေအတွေ့အကြုံတွေပြန်ယူတယ်။အဲဘောတော့ကျွန်တော်တို့ဒီတာတကားတွေယူပြီးတော့မှအကောင်းဆုံးဖြစ်အောင်ကျွန်တော်တို့ကြိုးစားခဲ့တယ်။အဲလိုဆုံးရှုံးမှုတွေနဲ့အမျှပေါ်တော့အောင်မြင်မှုတွေလည်းများစွာရှိခဲ့ပါတယ်။အခုကိုယ်တိုင်ဥဆောင်ပြီးတော့မြို့ကိုမသိမ်းနိုင်ပေမဲ့လို့ဗာဖိဖိချင်းညီတော်မမိတ်တက်တွေနဲ့မြို့ကိုသိမ်းနိုင်ခဲ့တယ်။အဲအခုဆိုရင်လည်းမြို့သိမ်းတိုက်ပွဲတွေမှာဆက်လက်ပြီးတော့ကြားမဲတွေတိုက်နေတယ်ပေါ့နော်။စစ်ကြောင်းတွေလိုက်ဖြူလာလိုက်ပေါ့နော်တိုက်နေတာတွေရှိတယ်။အဲပြီးရင်ပေါ့နော်ကျွန်တော်တို့အဲနေမြစ်တစ်တွေပေါ့နော်တို့ချဲ့နေရလည်းများစွာရှိပါတယ်။ အခုခုနိုင်မြို့သိန်းနိုင်အောင်တော့ကျွန်တော်တို့ဂျိုးသားနေတယ်ဒီတော့ဒီ2025ဘောနော်ဒီ9လပိုင်းတည့်ရနေကကျွန်တော်တို့ MPD တက်ရဲ့3နှစ်ပြည့်တည်ထောင်ခြင်းပါဒါပေမဲ့ကျွန်တော်တို့3နှစ်ပြည့်တည်ထောင်ခြင်းကိုမလုပ်ခဲ့ဘူးကျွန်တော်တို့ရဲ့အဓိကအမှန်ချက်ဖြစ်တယ်ဘောနော်အဲ MPD အလံကိုမြို့ပေါ်မှာဘောနော်ဘယ်မြို့ပဲဖြစ်ဖြစ်မြို့ပေါ်မှာကျွန်တော်တို့ MPD အလံကိုစိုက်ပြီးတော့မှစီးပြလုံးမယ်ဆိုတဲ့ရည်ရွယ်ချက်ကျွန်တော်တို့ရှိတယ်ဒါကြောင့်မို့ကျွန်တော်တို့3နှစ်ပြည့်မှာကျွန်တော်တို့လုံးဝမလုပ်ဘူး၄နှစ်ပြည့်မှာတော့ဒီကြောင်ပေါင်းမြို့ပေါ်မှာလုံးနိုင်အောင်ကျွန်တော်တို့ဂျိုးသားတော့ပါဖြစ် ဟုတ်ကဲ့ပါဒါဆိုရင်ဒီလက်ရှိအကိုတို့တက်ဖွဲ့အခြေဆိုင်ရာဒီဒေတာမှာရောအာစီရေးအခြေအနေနဲ့အခြားဒီအာရက်ရွာအခြေအနေတွေရောဘယ်လိုမျိုးထူးခြားမှုတွေရှိလဲပေါ့ဟုတ်ကဲ့ဒီကျွန်တော်တို့ MPD တက်အနေနဲ့ကတော့ဒီပုံမလင်းလင်းပြောရမယ်ဆိုပြည်သူကိုပဲပြန်ပြီးတော့ကြည့်ရပေါ့ပြည်သူနေရာတိုင်းမှာဒီမူဝါဒဆိုတာတော့ဒီကြချထားမှာမဟုတ်အဲအလင်းတင်အလင်းတူပေါ့နော်ဒီနယ်မြေဒေတာနဲ့တွားတာရှိတယ်အဓိကအဖြစ်ပြည်သူပြည်သူနဲ့လိုင်ယွန်ညီတွေဖြစ်မယ်ပေါ့နော်အဲပုံစံမျိုးတွားတာရှိတယ် အဲကျွန်တော်တက်နေတဲ့ဒီအဓိကပေါ်တော့ဒီတိုက်ခိုက်ရေးပေါ်တော့တိုက်ခိုက်ရေးစစ်ကြောင်းတွေရှိသလိုဒီအနယ်ထင်းစစ်ကြောင်းတွေရှိတယ်ပြီးရင်အုတ်ချုပ်ရေးပိုင်းတွေရှိတယ်အုတ်ချုပ်ရေးဆိုလည်းကျွန်တော်တို့ဒီချုပ်ပြည်သူတွေမှာကြတော့အဲအခက်အခဲတွေများစွာရှိရတယ်ရှိတယ်အဲ့လိုမျိုးနေထားမှာဆိုရင်ကျွန်တော်တို့ကဒီကျွန်တော်တို့ဒီအုတ်ချုပ်ရေးရန်တရားမှာဆိုကျွန်တော်တို့ပြန်ပြီးတော့အဲပြည်သူတွေချင်းချင်းဖွဲ့စည်းပေးတာရှိတယ်အဲ့လိုမျိုးအနေထားတွေများစွာရှိပါတယ်အဲဒီဒီကတော့တိတ်ကတော့ပုံမလင်းလင်းပြောရမယ်ဆိုတော့အခုလဲတိုက်ပွဲဖြစ်နေတာပဲတိုက်ပွဲမဖြစ်ဘူးဘယ်ချိန်တိုက်ပွဲထားဖြစ်မလဲဘူးပေါ့နော်အဲ့လိုမျိုးအနေထားတွေမှာလည်းရှိတယ် အဲဒါကတော့ဒီမန်လေးတိုင်းနေထဲမှာလည်းရှိသလိုဒီမကွေးတိုင်းထဲမှာလည်းအဓိကကျွန်တော်တို့ကောင်းတယ်နေရာလည်းရှိတယ်။လက်ရှိတော့တိုက်ပွဲတွေကလည်းဖြစ်နေရာလည်းရှိပါဒီအကူရရဲ့ဒီမြင်းကျန်ဘလက်တိုက်ကတက်ဖွဲ့ကဒီဖလန်းမြုပ်သိမ်းတိုက်ပွဲနဲ့အခြားဒီမြုပ်သိမ်းတိုက်ပွဲတွေမှာလည်းအာဒီတိုင်းသားလက်နက်ကိုင်တော်လိုင်းတက်ဖွဲ့တွေဒီမဟာမိတ်တွေနဲ့အတူပေါ့နော်စစ်ကောင်စီကိုတိုက်ခိုက်ခဲ့တယ်ဆိုတော့ဒီအညာဒေတာနဲ့အခြားဒီတိုင်းသားဒေတာတွေရဲ့အာစစ်ရေးအလားအလာအပေါ်ကဘယ်လိုမျိုးမြင်လဲပေါ့ဟုတ်ကဲ့ အဲပူဝင်လင်းပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကနည်းနည်းတော့ဘာလို့အဲလူငယ်တွေကြည့်ဆိုတော့နည်းနည်းသိရမလားကျွန်တော်တို့အတွေးတွေကတခါတလေကြတော့လဲအဆုံးရောက်နေရဖြစ်ကောင်းဖြစ်နိုင်တယ်ဒါမှမဟုတ်ဘောတော့ကျွန်တော်တို့ရဲ့ရီမန်းချက်တခုတို့လည်းပြောလို့ရကျွန်တော်တို့ဒီတက်တော်တော်များများဒီ IA ကိုတက်တည်ဆင်းလာပြီးတော့တိုက်တဲ့ချိန်ဒီဘောတော့ဆောင်းဆောင်းကြတာများတယ်အဲကျွန်တော်တို့ဒီ MPT တက်အနေနဲ့ကတော့ဒါလိုမျိုးဆောင်းမှာမဟုတ် IA ကိုတက်ဘက်မှာတော့ကုတိုင်းတိုက်လိမ့်မယ် တော့ကူတိုက်မယ်အခုလည်းပေါင်းတိုက်နေရတယ်ရှိတယ်တော့ကူတိုက်မယ်အဲ့ကနေပြီးတော့စစ်ပညာတွေစစ်အတွေ့အကြုံတွေများစွာယူမယ်လက်လက်ခရမ်းကူညီတွေယူမယ်ပြီးရင်ညာဒီသားမှာကျွန်တော်တို့အညာသားတွေဥဆောင်နဲ့တက်ရှိတဲ့နယ်တွေကျွန်တော်ထင်တယ်ဗျအညာဒီသားမှာဘောနောအညာကိုကူသားပြုတဲ့တက်မရှိဘူးဆိုတဲ့ရွေးရတော့ကျွန်တော်တို့အဆင်ပြေမှာမဟုတ်ဘူးရှေလားလာတွေလည်းကောင်းလာမှာမဟုတ်ဘူးအညာကိုကူစားပြုတဲ့တက်ရှိတဲ့နယ်တွေထင်တယ်ဒါကြောင့်မလို့ကျွန်တော်တို့အညာဒီသားမှာကျွန်တော်တို့ဘောနော ဘောနော်ဥဆောင်ပြီးတော့ဘောနော်ညာရီသားမှာညာတက်တစ်ခုကဥဆောင်ပြီးတော့မြို့သိမ်းတိုက်ပွဲတွေဖော်ဆောင်တာကိုကျွန်တော်တို့လူချင်တယ်အဲ့လိုဖော်ဆောင်မဲ့တက်ရှိတယ်ဆိုရင်လည်းကျွန်တော်တို့ကဝိုင်းကူပေးဖို့အဆင်တင်မယ်ဘယ်နယ်တွေပါရွေးနေမှာမဟုတ်အဲ့လိုမှမဟုတ်ဘူးဆိုရင်လည်းကျွန်တော်တို့ဘောနော်အဲကျွန်တော်တို့ဒီစံပြတစ်ခုအနေနဲ့ကျွန်တော်တို့ရအောင်တိမ်းမှာမြို့ကိုရအောင်တိမ်းမှာအညာတက်တွေအဲအညာမှာရှိတဲ့တက်တွေကဘောနော်အညာကိုရအောင်တိမ်းနိုင်တယ်ဆိုတဲ့အနေထားစစ်ကောင်စီကိုကောင်းကောင်းချောင်းလန်းနိုင်တယ်ဆိုတဲ့အနေထားအထိရအောင်ကျွန်တော်တို့ကြိုးစားသွားဖို့ရှိပါတယ်လူမျိုးတွေအလုပ်ပဲဒီဘူးတွေတော့လည်းဆုံးတက်လိုက်ပါတယ် နောက်ထပ်ပြီးတော့မှနောက်ထပ်ဒီနုတက်လာပြတဲ့အတွက်ကျွန်တော်ရဲ့ကိုဂျီရီဗော်လူရှင်း channel လေးကို like and subscribe လုပ်ပြီး like and subscribe ပြီးဘေးကခလုံးနေတဲ့ချင်းတက်လာတဲ့များဗီဒီယိုနဲ့တဲ့ရင်အားလုံးကိုကြည့်ရှုရဖြစ်ပါတယ်ည9:00နာရီတဲ့ရင်မှာပြန်လည်ဆုံတွေ့ကြပါမယ်